ကဲကျွန်တော်ဆက်လက်ပြီးတော့ကြာတာပရိသတ်သမီးများရဲ့တပတ်တာကံကြမ္မာကိုလမ်းညွှန်တော့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်၈ရက်ဇွန်လ2025တနင်္ဂနွေနေ့ကနေပြီးတော့ဆက်လေးရဲ့ဇွန်လ2025စနေနေ့ထိတပတ်တာကာလအတွင်းကျွန်တော်တို့ကြာတာပရိသတ်သမီးမိတ်ဆွေများရဲ့ကံကြမ္မာကိုကြည့်လိုက်ကြရအောင်ကဲကြာတာပရိသတ်သမီးမိတ်ဆွေများတော့ဒီတော့မှာလောက်ကန်ကြံစီတာတွေလွဲချော်မယ်လောက်သမျ အရာမတင်ဖြစ်တတ်တယ်ဟလာစိတ်ညစ်စရာတွေကြုံရတတ်တယ်လက်ရှိအခြေအနေကနေလက်မလာဖြစ်သွားတတ်တယ်ငွေကုန်ကြေးကြတွေများတတ်တယ်ပြဿနာတက်တတ်တယ်ချစ်တော်သူတွေရင်းနှီးတဲ့သူတွေနဲ့ဝဲကွာတာအစမပြေထဖြစ်တာမျိုးတွေဖြစ်တတ်တယ်ပုံမှန်လည်းပတ်နေတဲ့အလုပ်တွေပင်ဒီဘက်မှာအစမပြေတာတွေဖြစ်တတ်တဲ့တပတ်တာဖြစ်တယ်အဲ့တော့လုံမားကင်မှာဆုံးဖြတ်မှာဖြစ်တတ်တယ်ဆုံးယုံမှုတွေရှိနေတယ်သတိထားကြည့်ဆိုင်ဖို့လိုပါတယ်အခြေအနေတော်ရင်းနဲ့ပတ်သက်ရင်လည်းပြဿနာတက်တာ လားလန်ခွဲတဲ့အချိန်ဒီသဘောထားတင်းမာတဲ့အချိန်မျိုးတွေကြုံရတတ်တဲ့တပတ်တာဖြစ်တယ်အဲ့တော့စီတို့စီတော့ရတာကျမကြီးချူကြတာမျိုးတွေဖြစ်တတ်တဲ့တပတ်တာဖြစ်ပါတယ်ဗလာနာတိအကျိုးမရှိတဲ့ခရီးတွေသွားရတတ်တယ်မှန်ကြတဲ့နှမ်းတော့မကြိုက်ဘူးမျော်လင့်ကြံစီတာတွေအလုံးအခက်ခဲတာလွဲချော်တာမျိုးတွေဖြစ်သွားတတ်တဲ့တပတ်တာဖြစ်တယ်အဲ့တော့အနှစ်ချုပ်အဖြစ်ဒီလိုမှာအနှဲငယ်အဖက်ဖက်ကနေကန့်ညံ့တယ်အဲ့တော့သတိထားပါသတိရှိပါအဖက်ဖက်ကနေဗီးဆိုင်ပါ ရေရေအနေနဲ့လည်းတိချာလေးကျွန်တော်လုပ်စီကြပါမယ်အဲ့တော့ရေရေအနေနဲ့ကျွန်တော်ဘာလုပ်မလဲဆိုရင်တော့အဒီတစ်ပတ်တာမှာတောက်တော်ရင်၅ကွက်လှူရမှာဖြစ်ပါတယ်မိမိရဲ့အိမ်ဖေးအားမှာဖြစ်စီတဘူးကြီးဖေးအားမှာဖြစ်စီတောက်တော်ရင်၅ကွက်လှူပါဖန်ကွက်၅ကွက်နဲ့တောက်တော်ရင်၅ကွက်လှူပါပြီးတော့ရင်ဘာလုပ်မလဲဆိုရင်တော့အဝေးကောင်းတစုံကိုရေမျောပါအိမ်မှာရှိတဲ့စနေနံပစ္စည်းတမျိုးမျိုးကိုစွန့်ပစ်ပါဥမာမီးကျစ်လို့အားမျိုး အထယ်လိုဟာမျိုးလျှက်စစ်ပစ္စည်းအဟောင်းလိုဟာမျိုးစွန့်ပြရမှာဖြစ်ပါတယ်ဒီရေရာလေးကိုတွေ့ချလို့ပါ အရေးကြီးသောကိစ္စများလုပ်မယ်ဆိုရင်တော့ရေရာလေးလုပ်ပြီးမှလုပ်ပါနော်အသတိကြည့်ဖို့လိုတယ်စုံယုံနေနာမှုတွေဖြစ်နိုင်တယ်ဆိုတဲ့တပတ်တာဖြစ်ပါတယ်ဂရုစိုက်ပါဒီတစ်ပတ်ကံကောင်းလက်ရှင်ကဏ္ဍကတော့၄ကဏ္ဍအချို့ပြတဲ့အကြောင်းကတော့မဲနေအောင်ဖြစ်ပါတယ်ကြာသာရိသာသမီးမိတ်ရင်းတွေတော့ပါ